ားလုံးပဲမင်္ဂလာပါခင်ဗျာမေဂန်တမရဒေါ်နယ်ထရန့်ကတရုတ်ကုန်ပစ္စည်းတွေပေါ်မှာအခွန်145ရာခိုင်နှုန်းထိတိုးမြင့်ကောက်ခံဖို့ချမှတ်လိုက်ချိန်မှာအစိုးရလုံးနယ်လိုလူအများပြားကယူဆကြပါတယ်တရုတ်အစိုးရကအပြစ်ပေးုံတတ်တဲ့ဒီကိစ္စရဲ့နောက်ဝင်မှာဒီထက်ပိုကြီးမားတဲ့အကြောင်းရင်းတစ်ခုရှိနေရင်ဘာဖြစ်မလဲတချို့လူတွေကတော့ထရန့်ကပြဿနာကြီးထွားမလောက်ကမ္ဘာစီးပွားရေးနဲ့အမေရိကန်ကိုကာကွယ်ပေးဖို့ကြိုးစားနေတာလို့ယူဆကြပါတယ် ဒါကိုနားလည်ဖို့ဆိုရင်တရုတ်ကကမ္ဘာကုန်သွယ်ရေးအဖွဲ့အစည်း WTO ကိုဝင်ရောက်ခဲ့တဲ့2000ခုနှစ်ကိုကျွန်တော်တို့တွေပြန်သွားဖို့လိုအပ်ပါတယ်အဲ့ဒီချိန်တုန်းကတရုတ်က၎င်းရဲ့စီးပွားရေးကိုဖွင့်လှစ်ပြီးကမ္ဘာနဲ့ကုန်သွယ်ရေးကိုမျက်မျှတတလှုပ်ဆောင်မယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့တရုတ်က WTO အဖွဲ့ဝင်ဖြစ်ပြီးနောက်အဆိုပါစည်းကမ်းတွေကိုအမှန်တကယ်လိုက်နာခဲ့ခြင်းမရှိပါဘူးတရုတ်က WTO ရဲ့စီးမင်းစည်းကမ်းတွေကိုမလိုက်နာဘဲတရုတ်ကုမ္ပဏီတွေကိုအစိုးရရန်မုံငွေအထောက်ပံ့တွေနဲ့လှုပ်ဝက်ကူညီခဲ့ပြီးအခြားနိုင်ငံကစီးပွားရေးလုပ်ငန်းတွေနဲ့ရှင်းပြရမှာ မမြမတလှုပ်ဆောင်ခဲ့ပါတယ်။ဒါကြောင့်တရုတ်ကုမ္ပဏီတွေကတခြားနိုင်ငံကကုမ္ပဏီတွေထက်တပန်းတာခဲ့ပါတယ်။တရုတ်ကကုမ္ပဏီစည်းတွေကိုဈေးအလွန်မင်းချပြီးထုတ်လုပ်ဖို့အတွက်အစိုးရကြိုးထောင်နောက်ခံပေးထားတဲ့စက်မှုလုပ်ငန်းတွေနဲ့၎င်းရဲ့လုံသားအင်အားအများပြားကိုအသုံးပြုပြီးကမ္ဘာဆက်ယုံအလင်းအမြန်ဖြစ်လာခဲ့ပါတယ်။ဈေးချိုပြီးလူကြိုက်များတဲ့ brand တွေဖြစ်ကြတဲ့ Red Fairy ဖုန်းတွေအစား, Blackberry, iPhone အစား, Google ဖုန်းတရုတ်ဗားရှင်းဖုန်းတွေကိုမှတ်မိနိုင်ပါတယ်။ အချိန်ကြာလာနဲ့မျှတရုတ်ကုမ္ပဏီတွေဟာ၎င်းတို့ရဲ့ကိုပိုင်ထုတ်ကုန်ပစ္စည်းတွေကိုထုတ်လုပ်ရမှာပုံမူကောင်းမွန်လာပါတယ်။တိတ်မိကြခင်မှာပဲတကဘာလုံးကစင်နေပေါ်မှာတရုတ်ကုန်ပစ္စည်းတွေပြည့်နှက်နေပါတော့တယ်။စားသုံးသူတွေကတံမိုးနဲ့ပစ္စည်းတွေကိုနှိမ့်ချိုက်ပေမဲ့အမေရိကန်လိုနိုင်ငံတွေကထုတ်လုပ်ရေးအလုပ်ကင်တန်းပေါင်းများစွာဆုံးရှုံးခဲ့ပါတယ်။အမေရိကန်မှာ1996ခုနှစ်နဲ့2012ခုနှစ်ကြားမှာစက်ရုံအလုပ်ကိုင်နှစ်တန်းကျော်ပျောက်ကွယ်သွားခဲ့ပါတယ်။ဘရာဇီးနဲ့တခြားနိုင်ငံတွေမှာလည်းအထယ်လိတ်လိုလုပ်ငန်းတွေထိခိုက်ခဲ့ပါတယ်။ ထရန့်ကအမေရိကန်နိုင်ငံတွေကိုတွင်းတဲ့ကွန်ပျူစီတွေပေါ်မှာအခွန်တိုးမြင့်ကောက်ခံမှုချမှတ်လိုက်တဲ့အချိန်မှာနိုင်ငံအများစုကထိတ်လန့်တုန်လှုပ်ခဲ့ပါတယ်ဒါပေမဲ့ကုန်သွယ်စစ်ပွဲစတင်မဲ့အစားနိုင်ငံအများပြားကအမေရိကန်ကိုတွားရောက်ပြီးပုံမှုမျှတတဲ့ကုန်သွယ်မှုဖြည့်ရဲအတွက်ဆွေးနွေးခဲ့ကြပါတယ်ဒီအထက်မှာတရုတ်မပါပါဘူးဒါကဘာကြောင့်လဲဆိုတော့တရုတ်က၎င်းရဲ့ကိုယ်ပိုင်စီးမြင့်တွေနဲ့မတူကွဲပြားတဲ့ကစားပွဲတစ်ပွဲကိုကစားနေတာကြောင့်ဖြစ်ပါတယ်ပထမဦးဆိုတာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဘူးညာဒါပြင်ကျွန်တော်တို့ရဲ့ content တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ လိုက်လေးလေးပေးသွားကြပါအောင်ခင်ဗျာ2020ခုနှစ်မှာအင်ချက်မြေအကျက်တဲဖြစ်ပေါ်ပြီးနောက်တရုတ်ကပို့ကုန်တွေကိုနဆတိုးထုတ်လုပ်ခဲ့ပါတယ်ကွန်ပျူစီတွေထုတ်လုပ်ဖို့စက်ရုံတွေနဲ့အခြေခံအဆောက်အုံတွေတည်ဆောက်ဖို့ဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံခဲ့ပါတယ်ကမ္ဘာဈေးကွက်လိုအပ်ချက်ဒီလောက်မများတာတော့တရုတ်အစိုးရကကုမ္ပဏီတွေကိုပို့ကုန်တွေထပ်တိုးထုတ်လုပ်ဖို့တွန်းအားပေးခဲ့ပါတယ်ဒါဟု over capacity ကွန်ပျူစီများကိုလိုအပ်တည်တဲ့များစွာကျော်လွန်ထုတ်လုပ်နေတာလို့ခေါ်ပါတယ် ဆိုလာပြားတွေဘက်ထရီတွေလျှက်စစ်ကားတွေနဲ့အီလက်ထရောနစ်လိုပစ္စည်းတွေကတရုတ်အစိုးရရဲ့အထောက်အကူကြောင့်အင်မတန်နှဲပါတဲ့ဈေးနှုန်းတွေနဲ့ကမ္ဘာဈေးကွက်ကိုရှန်ချသွားပါတယ်။ဒါကြောင့်တခြားနိုင်ငံကကုမ္ပဏီတွေဈေးကွက်လုပ်ဖို့အတွက်မဖြစ်နိုင်လောက်ဖြစ်သွားပါတယ်။ထရန့်ရဲ့အခွန်တိုးမြင့်ကောက်ခံမှုကဒီကြီးထွားလာတဲ့ပြဿနာကိုတနည်းနည်းနဲ့တုံ့ပြန်တာဖြစ်ပါတယ်။ကမ္ဘာကုန်သွယ်ရေးကိုမတိမငြိမ်ဖြစ်စေနိုင်တဲ့စီးပွားရေးပုံစံတစ်မျိုးကိုအတင်းတိုက်ထုတ်တဲ့ဂျိုးပန်းအားထုတ်မှုတစ်ခုဖြစ်ပါတယ်။ခမည်းတော်တွေအမှန်တကယ်မလို့အပ်ဘဲနဲ့ ဈေးချိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့တရုတ်ကပစ္စည်းတစ်ခုခုကိုဝယ်ယူဘူးပါလားအခုဆိုရင်ဒီလိုအဖြစ်ပြက်ကကမ္ဘာအဆင့်ဖြစ်လာပြီဆိုတာကိုတွေးကြည့်ပါဒါကတရုတ်ဈေးချလိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့တက်ရောက်မှုပုံစံမျိုးပါဒါပေမဲ့ဈေးချော့ရောင်းတာကအစပဲရှိပါသေးတယ်သူ့နောက်မှာစနစ်တစ်ခုလုံးရှိနေပါတယ်တရုတ်ကခွန်နဲ့ကုန်သွယ်ရေးကန့်သတ်ချက်တွေကိုရှောင်ရှားဖို့အတွက်အလွန်လိမ္မာပါနေတဲ့နီးလန်းတွေကိုတွေးထားပါတယ်ဥမာအမေရိကန်ကပြားမွေးသူတွေကိုကာကွယ်ဖို့အတွက်2000ခုနှစ်မှာတရုတ်ပြားယူတွေပေါ်အခွန်တိုးမြင့်ကောက်ခံလိုက်ခြင်းမှာ တရုတ်ကပြားရည်တင်ပို့တာရက်မသွားခဲ့ပါဘူး။ဗီယက်နမ်သို့မဟုတ်အိန္ဒိယလိုနိုင်ငံတွေကိုပြားရည်အရင်ပို့လိုက်ပါတယ်။ပြားရည်ကိုနီးစနစ်အနေငယ်ပြောင်းတာသို့မဟုတ်မိတ်အင်ဗီယက်နမ်လိုတစိမ့်ကပ်ပြီးအခွန်နည်းနည်းလေးဆောင်ပြီးအမေကန်ကိုပို့ပါတယ်။ဒီလက်ကော့ကလူသီးများလာပြီးလူတွေကြားမှာပြားရည်ခွာချတယ်လို့ပြောစမှတ်ပြုခဲ့ပါတယ်။ပြားရည်တွေမဟုတ်ပါဘူး။တရုတ်ကပို့ကုန်တွေကိုအခွန်ရှောင်ဖို့အတွက်လားတူနီးလန်းကိုတခြားကုန်ပစ္စည်းတွေကိုတင်ပို့ရမှာလဲအသုံးပြုခဲ့ပါတယ်။ မေကန်ကတရုတ်ရဲ့နီလန်းတစ်ခုကိုတိလို့ပိတ်သိမ်းမှုစ조사ချိန်မှာတရုတ်ကနောက်ထပ်နီလန်းတစ်ခုကိုတွေ့ထားတာကြောင့်တရုတ်ကိုရပ်တန့်မှုကမဖြစ်နိုင်တော့ဖြစ်ခဲ့ပါတယ်။တခြားကဲပေါက်တစ်ခုကတော့မေကန်ကိုဝင်ရောက်တဲ့ဒေါ်လာ800အောက်ပစ္စည်းတွေကအခွန်မဆောင်ရပါဘူး။ဒီဥပဒေကကမ္ဘာလက်ခီးသွားတွေအမတ်တရလက်ဆောင်ပစ္စည်းတွေတည်ဆောင်လာရမှာတတ်တာစေဖို့မူလကရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့တီမူးနဲ့ရှိန်းလိုတရုတ်ကုမ္ပဏီတွေကဒီဥပဒေကိုဘယ်လိုအမျက်ထိုးရမလဲဆိုတာကိုတွက်ချက်သိရှိခဲ့ပါတယ်။၎င်းကုမ္ပဏီတွေကကွန်ပျူစီးတွေကိုမက္ကဆီကိုသို့မဟုတ်ကနေဒါကိုတင်ပေါ်နဲ့အကြီးအကျယ်တင်ပို့ပြီးနောက်ကွန်ပျူစီးတွေကိုခွဲစစ်ပြီးအထုပ်သေးသေးလေးတွေထုတ်ကာတထုပ်ကိုဒေါ်လာ၈၀၀အောက်တန်ဖိုးတတ်မှတ်ပြီးနောက်အခွန်တပြားမှမပေးဘဲအမေရိကန်နယ်စပ်ကိုဖျက်ချော်တင်ပို့ရောင်းချပါတယ်။ မနစ်ကဆိုရင်အဲ့ဒီထုတ်တွေ1ဘီလီယံကျော်တင်ပို့ရောင်းချခဲ့ပါတယ်ဒီထက်ပိုဆိုးတာကဒီကုမ္ပဏီစည်းတွေကကုန်သွယ်ဒေတာမှာတရုတ်နိုင်ငံကသွင်းကုန်တွေအဖြစ်မပြတာကြောင့်တကယ်ကုန်သွယ်မမြတောက်မှုကိုဖုံးကွယ်ထားပါတယ်ထရန့်ကအခွန်145ရာခိုင်နှုန်းထိတိုးမြင့်ကောက်ခံတာဟာပိုအိဗယ်ရှိတယ်ဆိုတာကဒီချက်ကရှင်းပြနေပါတယ်အခွန်တစ်ခုတည်းကမလုံလောက်ပါဘူးကဲပေါက်မှန်သမျှကိုပိတ်ပစ်ရမှာဖြစ်ပါတယ်အခုဆိုရင်အမေရိကန်ကချမှတ်လိုက်တဲ့အခွန်တိုးမြင့်မှုကြောင့်တရုတ်ပြည်မှာအကြီးအကျယ်ကြက်ရိုက်နေပါပြီ ပို့ကုန်တွေပေါ်မှာအကြီးအကျယ်မိခိုးအားထားနေရတဲ့ကွန်ကျိုးလိုမျိုးကြီးတွေကအသေးစားနဲ့လက်စားစီးပွားရေးလုပ်ငန်းတွေဟာလုံးဝအုပ်ုံရက်သွားပါတယ်။မေကန်ကိုတင်ပို့မယ်လို့ယူဆရတဲ့ကမ္ဘာအကြီးဆုံးကုန်စည်ပြပွဲလေးဖြစ်တရုတ်နိုင်ငံရဲ့အကြီးဆုံးပို့ကုန်သွင်းကုန်ပြပွဲကကုန်ပစ္စည်းတွေဟာကုန်လောင်ရုံတွေထဲမှာငုတ်တုံမေးနေပါပြီ။မိဖို့သုံးပစ္စည်းတွေနဲ့ဓာတ်ဘူးလိုပစ္စည်းတွေထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာတောင်မတင်ရေမကျအခြေအနေရောက်နေပြီးရောင်းမှုနေရာလည်းမရှိတော့ပါဘူး။ တရုတ်ကုမ္ပဏီအတော်များများက၎င်းတို့ရဲ့ကုန်ပစ္စည်းတွေကိုအမေရိကန်ဈေးကွက်ကိုများစွာမိခိုးအားထားနေရပါတယ်။တချို့တရုတ်ကုမ္ပဏီတွေဆိုရင်၎င်းတို့ထုတ်ကုန်ပစ္စည်းတဝက်ကိုအမေရိကန်ကိုတင်ဖို့ရောင်းချကြပါတယ်။ဒါပေမဲ့အခုဆိုရင်အခွန်တိုးမြင့်မှုကြောင့်တရုတ်ကုမ္ပဏီတွေဟာအမေရိကန်ဈေးကွက်မှာရှင်ပြိုင်မှုအတွက်အဆမတန်ဈေးကြီးလာပြီဖြစ်ပါတယ်။ ရလကတော့နေရာများပြားမှာတရုတ်ရဲ့ထုတ်လို့ရန်နေရာရက်ဆိုင်သွားပြီးပစ္စည်းတွေပုံနေပါတယ်။ဥမာနန်ကျင်းမြို့မှာဆက်ကြောင်းနေကြဖွင့်လှစ်ခဲ့တဲ့ဘောက်ဆွဲကုန်ကားဆက်ယုံပိတ်သိမ်းခံရတာကြောင့်အလုံသမားရာပေါင်းများစွာလုံလက်မဲ့ဖြစ်ခဲ့တာသို့မဟုတ်လစာမရရှိခဲ့ပါဘူး။ရှိန်းနဲ့တမူးလို့ online store တွေကရောင်းချတဲ့လွယ်အိတ်ဖနက်နဲ့ဝစ်ထည်များပြားကိုထုတ်လို့တဲ့ Guangdong ပြည်နယ်မှာအလုံသမားတွေကလှုပ်ချိန်နိုင်ရှော့လုံနေရပြီးလစာလည်းနည်းငယ်သာရရှိပါတယ်။ ယခင်ကဆိုရင်တရက်ကို14နာရီလှုပ်လှုပ်ပြီးဝင်ငွေကောင်းကြပါရယ်ယခုရရှိတဲ့လုံသမားတွေရဲ့ဝင်ငွေကအစားအစာနဲ့အိမ်ငားကလိုအခြေခံလူနေမှုကုန်ကြမ်းစည်းလောက်ကိုသာထိန်းထားနိုင်ပါရယ်တရုတ်အစိုးရကကုန်သွယ်စစ်ပွဲကိုအဆုံးအထိပြီးအောင်တိုက်မယ်လို့ပြောကြားထားပေမဲ့မြေပြင်ပေါ်ကပကတိအခြေအနေကလုံးဝကွဲပြားခြားနားပါရယ်တရုတ်ကုမ္ပဏီအများပြားက၎င်းတို့ရဲ့ကုန်ပစ္စည်းတွေကိုဥရောပ Sorry Arabia နဲ့ Russia တို့လိုတခြားဈေးကွက်တွေမှာပြန်ပြူးရောင်းချဖို့စူးစမ်းနေပါရယ် ဒါပေမဲ့နေ့စဉ်ကုန်ပစ္စည်းတန်ဖိုးဒေါ်လာ400ဘီလီယံကျော်ဝယ်ယူနေတဲ့အမေရိကန်ဈေးကွက်နေရာကိုအစားထိုးဖို့ဆိုတာအင်မတန်ခက်ပါတယ်။တရုတ်ကကုန်သွယ်ရေးစစ်ပွဲကိုအလိုမရှိဘူးလို့ပြောပါတယ်။ဒါပေမဲ့တရုတ်ကသူ့ကိုယ်သူကာဝယ်ဖို့ပြင်ဆင်နေပါတယ်။တရုတ်မှာလူဦးရေ1.4ဘီလီယံရှိရလို့အာနာဝိုင်တွေကထောက်ပြထားပါတယ်။ဒါကြောင့်သီအိုရီယဆိုရင်တရုတ်မှာအလွန်ကြီးမားတဲ့ပြည်တွင်းဈေးကွက်ရှိနေပါတယ်။ဒါပေမဲ့ပြည်တွင်းသုံးစွဲမှုကိုတိုးမြှင့်ဖို့အားထုတ်ကြိုးပမ်းမှုတွေကလုံးမဖြစ်ပါဘူး။ လေလက်တန်းစားလူများပြားကအင်ချမ်းမီလောကမှာယင်းဤမြုံနံခဲ့တာကြောင့်လက်တလောနှစ်တွေအတွင်းအင်စင်းလုံးတွေကြာစင်းတာတာတွေ့ခဲ့ရပါတယ်အခုဆိုရင်ငွေသုံးမဲ့စားလူတွေကငွေကိုပိုစုနေကြပါတယ်ဒါကပို့ကုန်တွေပေါ်မှာအကြီးကျယ်မိခိုးအားထားနေရဆဲဖြစ်တဲ့တရုတ်နိုင်ငံရဲ့စီးပွားရေးကိုထိခိုက်စေပါတယ်ပြီးခဲ့တဲ့နှစ်တရုတ်ပြည်စီးပွားရေးတိုးတက်မှုရဲ့90ရာခိုင်နှုန်းလောက်ကကုန်ပစ္စည်းတွေကိုတခြားနိုင်ငံတွေကိုတင်ပို့ရောင်းချတာကြောင့်ဖြစ်ပါတယ်တရုတ်ပြည်ကလုံသမားတန်ပေါင်းများစွာကိုအမေရိကန်တို့ကကုန်ပစ္စည်းတွေထုတ်လုပ်ဖို့တတ်တဲ့နဲ့လေ့ကျင့်ခဲ့ပါတယ် ဒါပေမဲ့အမေရိကန်ဝယ်ယူသူတွေကတခြားနိုင်ငံတွေဘက်လှည့်သွားပြီမဲ့တရုတ်စက်ရုံတွေကလှုပ်တောင်မလှုပ်နိုင်ပဲတစ်ဆုံနေပါတယ်။တချိန်တည်းမှာတခြားနိုင်ငံတွေကလည်းအေးအေးဆောင်ရွက်မှုတွေကိုစတင်နေပါပြီ။ EU ကတရုတ်လျှက်စစ်ကားတွေပေါ်မှာအခွန်တိုးကောက်ပြီးမမျှတတဲ့တရုတ်အစိုးရရဲ့ထောက်ပံ့ငွေတွေကိုစတင်စုံစမ်းနေပါတယ်။ဂျပန်ကလည်းသူ့စက်ရုံတွေကိုပြန်ခေါ်ကျင်းနေပါတယ်။အိန္ဒိယကလည်းတရုတ်ပြည်တွေကစီးပွားရေးလုပ်ငန်းတွေထွက်ပြီးသူ့နိုင်ငံမှာလာရောက်လုပ်ကိုင်မှုအခွန်ရှော့ပော့ပေးနေပါတယ်။ဘရာဇီးနိုင်ငံကတော့သူ့နိုင်ငံရဲ့ပြည်တွင်းစက်မှုလုပ်ငန်းတွေကိုအကာအကွယ်ပေးဖို့စတင်ဆွေးနွေးနေပါပြီ။ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာပထမဆုံးကြိမ်ဖြစ်တဝါလုံးဟာတရုတ်ရဲ့ကုန်သွယ်ရေးဒလိဇေယိုက်တွေကိုအပြောတတ်တဲ့မဟုတ်ပဲအမှန်တကယ်တုံ့ပြန်ရေးယူဆောင်ရွက်နေပါတယ်။ဒါကအခွန်ကိစ္စတတ်တဲ့မဟုတ်ပါဘူး။တရုတ်ပေါ်မှာမိခိုမှုရော့တဲ့ကမ္ဘာစီးပွားရေးကိုပြန်လည်ပုံဖော်နေတာဖြစ်ပါတယ်။ဒီတိုင်းဆက်သွားရင်တရုတ်ကရွေးချယ်စရာမရှိတော့ပဲသူ့ရဲ့မဟာဗျူဟာကိုမဖြစ်မနေပြောင်းလဲရပါလိမ့်မယ်။တရုတ်ကိုထရန့်ရဲ့ကက်တင်နင်းကင်တွယ်ပုံကမိုင်မဲရမကြနိုင်ပါဘူး။ထရန့်ကဘာဖြစ်လာမလဲဆိုတာကိုပထမဆုံးကြုံမြင်တဲ့လူတစ်ယောက်ဖြစ်နေနိုင်ပါတယ်။ နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်ခင်ဗျာ